ကျွန်မဒီနေ့စီစဉ်ရမယ့်အချက်ကတော့စာမျက်နှာ7ကနေ25ပုံပေါ့အရှိတိုင်းရင်ကျေးမှုပေါ့သူကမင်္ဂလာဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်မတို့အခုတွားနေတဲ့ခါကျတော့ပေါ့နော်သူကပထမအဆင့်မှာတဲ့တရူတာလောင်းနဲ့တရူသမီးလောင်းကိုမောင်နှမလို့တည်ကျွမ်းရင်းနေပြီးတော့မှတန်ရှင်ဖြောင်းမတ်စွာတန်ရှင်စေကြတယ်တဲ့အသက်ရှင်စေကြတယ်ပေါ့နော်ဒုတိယအဆင့်ကကျတော့မိတ်ဆွေလို့ချစ်ခင်ပြီးတော့မှတစ္ဆာဆောင်စေကြတယ် ပြီးတော့တတိယအဆင့်မှာတော့မေတ္တာဖြင့်တန်ရှင်းစင်ကြယ်ခြင်းတန်ရှင်းတဲ့မင်္ဂလာဆောင်ခြင်းနဲ့ဆောင်နှင်းစေတယ်ပေါ့ဒါအရှိတိုင်းရဲ့သူတို့ရဲ့ယဉ်ကျေးမှုပေါ့နော်အာကျမဒီအပေါ်ပိုင်းမှာပထမအောင်ဆုံးသွားမယ်ဆိုရင်ပေါ့နော်တနေ့မှာလက်ထပ်ရမယ်ဘဝအဖို့အတွက်ပေါ့နော်နဖက်တော်မိဘတွေကသားသမီးတွေအတွက်ကြိုတင်ပြီးတော့ပြင်ဆင်တယ်ပေါ့နော်ရွေးချယ်ပြီးတော့မှပြင်ဆင်ကြတယ်တချို့ကျတော့ဒီ နည်းနည်းနှိဆက်ရပါတော့။တချို့ငငယ်လေးကလေးကတချို့ဆိုရင်လေဒီလားကျမဒီလိုအဲကြီးတဲ့ခါမှာမွေးတောင်မမွေးသေးဘူးနော်။ရင်းနှီးတဲ့သူတွေဆိုရင်ပေါ့နော်။အခုဆိုရင်ဘုရားကျောင်းမှာဥမာတိမင်နဲ့ဆိုဟဲ့နေကငါရောက်ခမဖြစ်မယ်နော်။ဘာညာအဲ့လိုမျိုးတွေပြောတာစကားအရလေးနော်။တကယ်တမ်းအစ္စရေးနိုင်ငံမှာသူတို့အတီယူတာကြိုတင်ပြင်ဆင်တာပေါ့။ Prophet Future လို့အရင်ဆုံးကိုကျမပြောချင်တယ်ဆို Prophet Future ကနောင်လာမဲ့အသက်တာမှာဖြစ်လာတဲ့ ကြိုတင်ပြောပြီးတော့မှဖြစ်ကိုဖြစ်လာတယ်ဒါ prophet ပြုခြင်းဒါမဲ့ကျမ်းစာထဲကနေ prophet ပြုချက်တွေကကျတော့နောင်လာမဲ့အတ္တာမှာဖြစ်လာတော့မဲ့အရာတကယ်ပြီးပြည့်စုံမဲ့အရာကိုရေးခြင်းဖြစ်တယ်လို့အဲ့ဒီပြီးပြည့်စုံခြင်းဆိုတဲ့နေရာမှာကျတော့သွားပုံစံလေးရှိတယ်အဲ့ဒီပုံစံကကျမတို့ဘုရားခင်ကိုယုံကြည်တဲ့သူတွေရဲ့ပုံစံကိုယူတာမဟုတ်ဘူးအစ္စရေလလူမျိုးတွေရဲ့ ပုံစံပတ်တန်တိုင်းသွားတာပေါ့နော်ဒါပေမဲ့ Israel လူမျိုးတွေပဲဖြစ်ဖြစ်အခုဒီချိန်မှာဆိုသူတို့ရဲ့ပုံစံတွေကလည်းယန္တုစာတန်ကမွေလိုက်ပြီးအယောင်တွေဆိုးလိုက်ပြီးမာကုန်ပြီနော်ဒါဆိုရင်ယေရှုခရစ်တော်ရဲ့ဒီတတော်ရှင်အသက်ရှင်စဉ်ကာလကိုအဲ့ဒီ history သမိုင်းအရာကိုတွားမယ်ဆိုရင်ပေါ့နော်ကျွန်မနည်းနည်းလေ့လာထားတဲ့အရာရှိတယ်ပေါ့နော် ဟိုနဲ့အရှိကြီးရှိတဲ့ဒါမဲ့လိုရင်းတူရှင်းနေဆိုရင်ねပထမဆုံးကတို့ဒီလို arrangement လုပ်တဲ့အခါမှာအဖို့ခပေးတယ်လေနော်အာတချို့ဆိုရင်ဒါမဲ့အဲဒီတို့သမီးအတွက်ကုန်ကြမဲ့ဇယိတ်တောင်ပေးတယ်တဲ့နော်တချို့ကလေဘလို့ဘလို့ဖြစ်ချင်တယ်ဆိုအတိကတော့တို့သမီးရဲ့ဖခင်နဲ့မိခင်ကဖခင်ကသူ့ရဲ့သမီးဖြူစင်တဲ့အသက်တာတန်ရှင်တဲ့အသက်တာပေါ့နော်နာခံတတ်တဲ့အသက်တာကိုသူက training လုပ်ပေးရတာပေါ့ အဖေဘက်ကလည်းသူတို့သားဘက်ကဆိုလို့ရှိရင်လည်းသူ့သားကိုလည်းသူ့လိုပုံစံနဲ့ပေါ့နော်ကြီးထွားခြင်းချက်ပြီးတော့မှအရွယ်ရောက်လာသည့်အထိတိုင်အောင်သူကထိမ့်သိမ့်ပေးတယ်ပေါ့ပြီးတော့နောက်ချက်အနေနဲ့ပေါ့နော်အချိန်တန်လာတဲ့ခါမှာဒါမဲ့ဒီနေရာမှာလေကျွန်မနောက်တစ်ခုဒီနေရာမှာကျွန်တော်တချို့ကကလေးဘွားကနေတငယ်ချင်းတွေလောက်ခိုင်းတယ်လို့ဒီနေရာမှာရေးထားတယ်ဆိုရင်လည်းအာအာဗရာဟံကျွန်တော်အီဇက်ကိုအီဇက်ကိုကျွန်တော် ငငယ်လေး granny arrangement မလုပ်ဘူးနော်ဒါမှဟိုဘက်ကလည်းလာပန်ကသူ့ရဲ့သမီးကိုအစင်တက်တဒိုးသမီးလိမ္မာရေးချရှိတော့သူ အနေနဲ့ပြင်ဆင်ပြီးသားဒီဘက်မှာလည်းဤဇက်ကိုအကုန်လုံးပြီးပြည့်စုံအောင်ပြင်ဆင်ပြီးသားလေဒါမှချက်ချင်းတတောင်းရမ်းတာပေါ့နော်အဲ့ဒါတစ်ချက်ကြည့်လိုက်တော့အော်ငါတို့ယုံကြည်သူမှလည်းပေါ့နော်မွေးကလေးနေ ယုံကြည်တဲ့သူတွေရှိလို့နောက်မှယုံကြည်ပြီးတော့မှပြင်ဆင်တဲ့အရာတွေလည်းရှိတဲ့အရာကိုနည်းနည်းတွေ့တွေ့ရတာပေါ့ဒါကတော့ဟိုဟိုမျိုးကိုပြောတာလေးနော်ပထမအဦးဆုံးကတဲ့နော်ကျမတို့ဖတ်မယ်ဆိုရင်အဲ့ဒီလက်ထပ်ရမယ်တရူသမီးတရူသားနဲ့တရူသမီးတွေကိုယဉ်နှီးစေတယ်ဟိုရက်ွက်ထဲမှာတို့မဟုတ်လဲမြို့တမြို့ထဲမှာတို့ဆိုသူတို့ခေါ်ပြီးတွေ့ကြရင်တွေ့ကြမှာပေါ့နော်ယဉ်နှီးစေတယ်မောင်သမားလို့ပွေဖက်ချင်းနေထိပုတ်ချင်းနေနန်းချင်းနေဒါတွေကမရှိရအောင် တကယ်မောင်မလို့ပေါ့နော်ရင်းနှီးသွားအောင်တို့အအချင်းစီစဉ်ပြီးတော့မှရွေးချယ်တယ်ပေါ့နောက်တို့အရွယ်တွေရောက်လာတဲ့ခါမှာပြင်ဆင်ချင်းဆိုတဲ့ညာတို့ဆေးဆက်ချင်းပေါ့နော်ဆေးဆက်ချင်းကိုသွားမယ်ဆိုရင်တဲ့ကလေးနှူးဤမိမိဘနှူးကတတို့သားတတို့သမီးဖြစ်သည့်ကလေးတို့ဤစံနှုံးကိုသဘောတူညီကြရတယ်တဲ့နော်ငါသမီးမိသမီးတို့ဒီလိုလုပ်ပေးပါပြင်ငါသမီးတို့လည်းဒီလိုပေါ့နော်အဲ့လိုနဲ့ယင်းဤအောင်ပြူကြရတယ်ပြီးတော့ ဒဒိုတာဘက်ကဖခင်ကလည်းအလိုဆင်ရောက်တဲ့အထီးတိုင်အောင်ယင်းနီးကျွမ်းကျင်အောင်လေ့ကျင့်တင်ပေးတယ်ပေါ့အခုနအဲမိန်ကလေးဆိုရင်အထူးသဖြင့်ကတော့အစ္စရေးတွေကတော့ဟိုပညာတတ်အောင်ဆိုတာထက်လေဟိုအမျိုးသားဘက်ကအတုံးဝင်တော့ဗောနော်ဥမာအိမ်မူးကိစ္စတွေတန်ရှင်းချင်းယူတာချင်းဟိုအဓိကကတော့ဟိုနာခံချင်းပေါ့ဒီရဲ့အမျိုးသားနဲ့သူရဲ့မိသားစုတွေအတွက်အဲ့ရဲ့ဟာကို တင်ပေးတာကိုတွေ့ရတာပေါ့နော်အဲကျမဒီဒီထဲမှာတော့မပါသေးဘူးအနောက်မှာတော့အရှိကြီးတော့ရှိတယ်ဆိုပေမဲ့လူရင်းတူရှင်းနဲ့ကျမကျမနည်းနည်းအဆုံးထိပြောခြင်းတယ်ဆိုလို့ရှိရင်လေ तू อ่ะအဲ့လိုပြင်ဆင်တဲ့အချိန်မှာဆိုဂတိကဝတ်တွေပေးပြီးပြီဆိုရင်နဲ့မင်းကလေးဘက်ကကျတော့သူ့အဖေကလိမ်မာယဉ်ကျေးအောင်တင်ပေးတယ်ဆိုပေမဲ့သူ့ရဲ့ဝတ်စုံကိုလည်းသူချုပ်ရတယ်သူပြင်ဆင်ရတယ်သူလှပအောင်လေ သူ့ဘက်ကနေပြီးတော့မှအစင်တဲ့စောင့်နေရတာပေါ့နော်ဟိုယောက်ျားလေးဘက်အတဒိုးသားဘက်ကဆိုလို့ရှိရင်လေတဒိုးသားကလည်းစံစာထဲမှာပြောထားတဲ့အတိုင်းပဲလေငါဖာဤအိမ်မှာအခန်းအခန်းပြင်ဆင်ဖို့ရန်အတွက်ပေါ့နော်တင်းတို့နေစရာပေါ့အခန်းပြင်ဆင်မယ်ဆိုတော့အစ္စရေးလူမျိုးတွေကသူ့အဖေရဲ့အိမ်မှာပဲလေနော်အမအခန်းအပုံစံလူမျိုးဖွဲ့ပြီးတော့မှသူကသူ့ရဲ့မင်္ဂလာ သူရဲ့ဇနီးတန်နဲ့နေထိုင်ဖို့ကိုသူကိုယ်တိုင်ပြင်ဆင်ရတယ်ဒါပေမဲ့အဖကကြိရှုတယ်အစင်သိမဖြစ်မချင်းဘဲအချိန်မှာသူတို့ဆေးဆက်ကြောင်းလန်းပြီးတဲ့ခါမှာဆိုရင်တဲ့မတွေ့ရတော့ဘူးလေတယောက်နဲ့တယောက်လေဒါဒါဒါဟိုဟိုရှိယေရှုခရစ်တော်ခေတုံးကပေါ့နော် မတွေ့ရတော့ဘူးညာတော့အဖြစ်အနည်းဆုံးက6လကနေ10လထိလို့ပြောတယ်လေမေတော်မာရီကကိုဝန်ရှိလာတဲ့ခါမှာယောသက်က တိတ်တိတ်ကလေးနဲ့သူကပြေးဖို့လုပ်တယ်လေနော်အဲ့လိုပဲတကယ်လို့ဒီကိုလာကနေတနစ်တနစ်နဲ့နလအချိတိုင်အောင်မမြင်တွေ့ခိုင်းတဲ့အချိန်မှာဒီအမျိုးသမီးကမစင်ကြဲဘူးဆိုကိုလာဆိုကလေးကဟိုကိုဝင်ရှိနေတာတို့ဗိုက်ကြီးတာတို့ဘာလို့ဆိုလို့ရှိရင်ဒါဒါမစစ်မှန်ကြောင်းတိသွားတယ်လေအဲ့ကျမတို့ဒီအာ ဲစမ်းစာထဲမှာဆိုလို့ရှိရင်လည်းလေနော် ကျမတို့ဖတ်မယ်ဆိုအပြူစစ်မစစ်ဆိုတဲ့အရာကိုလေဟာနော်မင်္ဂလာဆောင်ခန်းမမှာသူတို့ကအဲအဲ့ဒီမင်္ဂလာဆောင်ချင်းနေရာမှာပဲရှက်ဘလို့ကွဲမယ်မားပြီဆိုတာနဲ့မျက်စိတောက်ထောက်ကြီးတော့တာသူတို့ကစိတ်ဆက်ပြီးပြီဆိုတာနဲ့လေမေတော်မာရီတောင်ကြည့်လေချက်ချင်းကတဲ့တင်ကပြန့်နှံ့တယ်လို့မျိုးပေါ့ တဒိုးတာဘက်ကရောတဒိုးသမီးဘက်ကရောရက်ကွက်ကလူကလည်းအရန်ကြည့်တယ်အဲ့ဒီအမျိုးသမီးကိုလေတဒိုးသမီးကိုပေါ့သူ့ဘက်ကလည်းပြင်ဆင်ရတယ်လို့တဒိုးတာဘက်ကလည်းသူ့အဖေကလည်းဘယ်အချိန်လာမယ်ဆိုတာမပြောဘူးတဲ့သူ့အဖေကချိန်ပြီးပြီဆိုရင်သွားတော့ရပြီပြောတဲ့အချိန်မှာသူကသွားပြီးတော့မှတခေါ်ရတာပေါ့နော်ဆိုလိုတဲ့အရာက အခုအခါလို့ပြောတဲ့နေရာမှာတင်တဲ့ကျမတို့အတွက်ယေရှုခရစ်တော်ကအဖို့အခပေးပြီးပြီးကားတိုင်းမှာ တွေးတွေးဆက်ပြီးပြီကျမတို့အတွက်လေအဲ့အဖိုးခါကိုပေးလိုက်တဲ့အတွက်ကျမတို့တွေအားလုံးကလည်းခရစ်တော်ကိုစောင့်နေတော့သူတို့သမီးတွေဖြစ်တယ်ကျမတို့အခုပြင်ဆင်နေရကာလဖြစ်တယ်အာကျမတို့အေဖက်ခန်းကြီး6 26 29ဆိုလို့ရှိရင်ဗာပြောလဲဆိုတော့ကျမတစ်ချက်ဖတ်မလို့ဘလို့အဆင့်ထိတောင်မှပြင်ဆင်နေရလဲဆိုတော့လေအတင်းတော်လို့လည်းပြောတာလေနော်တို့သမီးကိုတန့်ရှင်းလျက်အပြစ်ကင်းလျက်နဲ့အညစ်အကြေး အရေးတွန့်ချင်းမှစ၍အစာဒီတို့နဲ့လွတ်လပ်တဲ့ဖြင့်အတရေတင့်တယ်ရမယ်အတရေကလည်းရှိရတာလေနော်အဲ့ဒါမှအစဉ်တင့်ဖြစ်မှခရစ်တော်လက်ထဲကိုအပ်တာဒဒိုတာဘက်ကနေပြီးတော့မှလဲပေါ့နော်ဒီလိုအစဉ်တင့်ဒီဒဒိုသမီးကို သူကတန်တရားလေးနည်းနည်းရှိတာတောင်းလေမရအောင်တော့ဟို तू ကတည်င်းနေရတော့အားလုံးကောင်းတယ် ဒါမဲ့တန်ရလေးတစ်ခုပဲရှိတယ်ဆိုလို့ရှိရင်ရစ်ပရောဟိတ်တွေရှိမှသွားပြီးတော့မှလေပြစစ်စေးနေတာရော်ကြီးတွေကမနေဘူးဒါကြောင့်မို့အမျိုးသတ္တုသမီးတွေကလည်းအရန်ပြင်ဆင်နေအရန်ထိမ့်သိမ့်နေအရန်ဂီူးဆိုင်တယ်ဒါကကျမတို့ရဲ့အတ္တတဲမှာလဲပေါ့နော်ဟိုသတ္တုသားဆိုတာတော့ယေရှုအဖို့ခပေးပြီးပြီအိမ်တော်မှာကျမတို့အတွက်အခန်းပြင်ဆင်နေတယ်ဆိုတဲ့အရာဖခင်ရဲ့အမိန်နဲ့ဘယ်အချိန်လာမယ်ဆိုတာ တတို့သမီးကမတိဘူးတဲ့ဒါမဲ့ isri ဒီရဲ့ delay ထုံးစံကတော့ညတကောင်မှလာတယ်လို့ပြောတယ်နော်ညတကောင်လာပြီဆိုရနဲ့ all ပြီဆိုရနဲ့ main တတို့သမီးအစင်တက်ရှိပြီဆိုရင်ကျမတို့ဖတ်ပြီးပြီလေနော်သူရဲ့ဝတ်စုံကိုကိုရတယ်မြန်မြန်ပြင်ဆင်ပြီးတော့မှအမြဲဆုံးပေါ့နော်ချက်ချင်းကြိုသွားတယ်တဲ့ဒါချီဆောင်ခြင်းကိုပြောတာဖြစ်တယ်ပေါ့နော်အစင်တင်ဖြစ်တဲ့ခါမှာကျမတို့အစင်တင်မဖြစ်ဘူးဆိုရင်သူလာတဲ့အချိန်မှာဟိုကကြံတရားကြံမရအောင်လေနော်အဲ့လိုနဲ့ ပြီးတော့တဲ့ချီဆောင်ချင်းပြီးတဲ့အခါမှာဆိုရှင်သူကမင်္ဂလာဆောင်ပွဲရှိတယ်အဲ့ဒါကောင်းကင်နိုင်ငံမှာမင်္ဂလာဆောင်တဲ့အခါမှာ isri ဒီအခု physical ဒီအရင်တော့ကသူတို့ရှေးမှာပေါ့နော်မင်္ဂလာဆောင်တဲ့အခါမှာသူတို့မင်္ဂလာဆောင်ခန့်မတဲ့မှာပဲနော်ဇနီးတဲ့ဇနီးမောင်နှံက9ရက်သူတို့နေတယ်တဲ့နော်အပြင်မှာကျင်းပတာတွေရှိတယ် ဲ့လိုပဲကျမတို့ခြိဆောင်ခြင်းရဲ့နောက်မှာမင်္ဂလာဆောင်ပွဲကလည်းကျမတို့ခုနှစ်နှစ်တည်းဒါဒီအားလုံးကချိတ်ဆက်နေတာလေနော်ခုနှစ်နှစ်တိတိရှိတယ်ပြီးတော့အဲ့နေရာမှာစစ်စေးရာကာလအဲစစ်စစ်စေးတဲ့နေရာမှာရွှေငွေကြောက်ကန်းတွေပေါ့နော်တမိုးအဲမရှိတဲ့အရာတွေမီးလောင်တာပေါ့နောက်ဆုံးတော့ပါဝရအာဒီဒီအဖျားနဲ့အတူသာရနေရတာပေါ့နော်ဒီ နှစ်တထောင်မှလည်းသူတို့ကအတူတူလာရတဲ့အပိုင်းမှာရှိတယ်ဒီအစ္စရေးလူမျိုးတွေကဒီလောက်ထိသူတို့လှုပ်ဆောင်လှုပ်ဆောင်နေတဲ့အရာကကျမတို့တွေလည်းအခုဒီချိန်မှာကျမတို့အခိုးခတ်ပေးပြီးပြီကျမတို့ကိုကိုကိုပေါ့နော်တတိဝရိယနဲ့ပေါ့နော်အမြဲတမ်းဖရာသခင် ငါငါ့ကိုလာကြိုတဲ့အခါမှာဆိုရင်ငါအစင်တင့်ရှိအောင်ဆိုပြီးတော့မှလေကျမတို့ဘက်ကနေလည်းပြင်ဆင်ဖို့ရှိတယ်။စာမျက်နှာ73မှာကျတော့လေနော်ဒါကကျမတို့ဘာကိုပြောထားလဲဆိုတော့တို့တမီကိုပြင်ဆင်ခြင်းဆိုတဲ့နေရာမှာလေတို့တမီဘက်ကဖခင်ကိုကြောရှင်ပေါ်လူပေါ့နော်တို့သားဘက်ကကျတော့အဲသူရဲ့အဲတို့သားအရင်လို့ပြောရမလားတငယ်ချင်းပေါ့နော်ယောဟန်နဲ့လေသူတို့ခိုင်းနိုင်ထားတယ်ပေါ့နော်ဒီရဲ့အရာကိုကျမတို့ဖတ်ရှုရအောင်လေ ဒတို့သမီးကိုပြင်ဆင်ခြင်းနဲ့ကောင်းသောအဖနဲ့သဘောတူရက်ဝိညာဉ်အဖဖြစ်သောရှင်ပေါ်လူကတင်တို့ကိုလင်တဦးနဲ့ထိန်းများဆောင်နေပြီးတော့ကြောင့်ဘုရားသခင်ဤအလိုတော်တန်းတီလာနဲ့ပြည့်စုံတော်သူတို့သမီးကညာအဖြစ်ခရစ်တော်အားဆက်တယံစိုးရင်စိတ်နဲ့တင်တို့ကိုငါဆောင်းရှောင်းလဲနေပြီ သူကလေစိုးရင်ပြီးတော့မှဆောက်ရှောက်တယ်လေနော် အခုဒါကအာပေါ်လူကအခုတင်းအတင်းတော်မှာဆိုရင်ကျမတို့ရဲ့ဆရာတွေလည်းဖြစ်တယ်လို့ကျမတို့အရှိမအဝိညာဉ်ရေးရမှာကြီးတဲ့သူတွေလည်းကျမတို့အချင်းဒီသတို့သမီးတွေကိုပေါ့နော်ပြောတဲ့ကန္တလေးတွေလည်းရှိတာပေါ့နော်ပရိရဲ့ဖြင့်အေဝဝုံမွေကလက်စားတကယ်လို့သတို့သမီးတွေကိုပေါ့နော်လက်စားဖို့ရန်တွေ့ရန်သူစာတန်ကအပြစ်အနာစာရှိအောင် သူကအမြဲတမ်းလုံပါလေနော်အဲ့အတွက်ကြောင့်မို့တဲ့ဆွေးမြေ့ယူယွင်းပြီးတော့မှ ခရစ်တော်ကိုအကျွမ်းမဲ့မချစ်ပါဘူးငါဆိုးရိမ်တယ်တဲ့နော်ပေါ်လူကလေပြီးတော့ပေါ်လူကလည်းလေပါလေဆိုရင်အာဗတ္တိဇံဆရာဤအသက်တာနဲ့ယူရချက်တည်လေပေါ့နော်ခရစ်တော်ဤတို့သမီးကိုပြင်ဆင်ဖို့ပဲဖြစ်တယ်တော်နိုင်ဟစ်တော်သူဤအတံမှာသာရဖျားကြွရလန်းကိုပြင်တော့တဲ့လန်းကို ဖြောင်းမတ်ကြတော့နှုတ်ကပတ်တော်တရားနဲ့ ယောဟန်ဤသူအလုတ္တဝံကိုခြေသူဖြစ်၏မေရှိယကဲ့တင်ရှင်အတွက်လူတွေကိုပြင်ဆင်၏သူတာဝန်ထက်ပိုအောင်လူတွေကတိုက်တွန်းမြောက်စားလူကြတယ်တဲ့ဒီနေရာမှာဝိညာဉ်ဖခင်ဖြစ်တဲ့အဒီဒီယောဟန်ကိုလည်းလေယောဟန်ကိုလည်းနင်ကယေရှုထက်တော်ပါတယ် ကောင်းပါတယ်ပြောမှမြောက်ပင့်ချင်းတွေလည်းလာတယ်လေနော်သူတို့အဒီကျမတို့အားလုံးကသတို့သမီးဟုတ်တယ်ဆိုပေမဲ့ဒီအခုဝိညာဉ်ရေးရမှာရင်ကျက်တဲ့လူကနောက်နောက်ရိုးအနေနဲ့လည်းအခုနအာဒီဖခင်နေရမှာပေါ့နော်ဥဆောင်ချင်းတွေကိုလည်းကျမတို့တွေ့ရတယ်ပေါ့ပေါ်လူက တတို့တမိဖြစ်တဲ့အတင်းတော့သူရောက်လျာမှာအတင်းသူတင်သားတွေကိုအယံစိတ်ပူတယ်အတန်းတန်သူပြောတယ်သူနှိတ်ချတယ်သူအစီခံတယ်သူဘလို့ပဲပြပြောလေအဓိကအတင်းတော်တွေအစဉ်ပြေဖို့အတင်းတော်တွေဖြစ်တော်နဲ့စံချိန်မီတော့တတို့တမိစစ်မှန်တော့အသက်တာဖြစ်ဖို့ရန်အတွက်သူအများကြီးအနစ်နာခံခဲ့တဲ့ပေါ်ပေါ်လူဖြစ်တယ်ပေါ့နော်ဆံမျက်နှာနောက်တစ်ခုသွားမယ်ဆို၁၄မှာပေါ့နော် ပတိဇံဆရာယောဟန်အားဖြင့်ပေါ့နော်ဘာကြောင့်ယေရှုဟာပူကြော်ကြလာတယ်လဲလို့လူတွေကပြောလာတဲ့အခါမှာပတိဇံဆရာယောဟန်ကလေအော်ကျမတို့ဆိုရင်လေနော်အဲနေနေလဲလုံနေတာပဲသူလဲလုံနေတယ်ဘာဖြစ်လို့သူ့ကိုပဲလူတွေကလက်ခံလဲလို့ပြောကိုတွေကဝန်းနေပြီးတော့မှလေဟုတ်တယ်ငါ့ကိုဒီလိုတွေဖြစ်ကုန်တာလေနော်မဟုတ်ဘူးပတိဇံဆရာယောဟန်ကဘာပြောလဲဆိုတော့ငါဒီခရစ်တော်မဟုတ်တဲ့ ဒါကျမတို့လူတိုင်းလူတိုင်းပေါ့နော်နည်းနည်းလေးဝิญญည်ရမှာတယောက်တော့သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုပဲဖြစ်ပြုစုတဲ့သူတွေရဲ့အရှိရှိနေရမယ်စိတ်သက်လေးတွေပေါ့ခရစ်တော်ရှိမှစေလွတ်ခံရတော့သူဖြစ်ချောင်းကိုတင်တို့ဒီငါတက်တည်ဖြစ်တယ်တဲ့ငါခရစ်တော်ရှိမှနော်စေလွတ်ခြင်းကိုခံရတဲ့သူတဒိုးသမီးကိုရတော့သူဒီတဒိုးသားဖြစ်တယ်တဲ့ တို့တော့သူတို့သားနာမှာရက်နေတော့မိတ်ဆွေတီသူတို့သားဤအတန်ကိုကြား၍အလွန်ဝမ်းမြောက်၏သူတို့သားရဲ့မိတ်ဆွေဆိုတာအခုဒီမှာခုနပြောတဲ့အဲဒီဒီထဲမှာတော့ဥပမာပေးထားတာပေါ်ပေါ်လူတို့ဒီဒီဗတ္တိဆန်ဆရာယောဟန်တို့ကျမတို့အပြင်မှာကျောဝိညာဉ်ကြီးရမှာအအဓိကအများကြီးဥဆောင်ပေးနေတဲ့ဆရာတို့ဟိုနည်းနည်းပပဥဆောင်ပေးနေတဲ့အတူတွေပြီးတော့မောင်နှမမိသားစုတွေထဲမှာ ကိုနဲ့ခုရင်းနှီးနေတဲ့သူတွေထဲမှာဥဆောင်တဲ့သူတွေကခရစ်တော်ခရစ်တော်ရဲ့ဘုံထင်ရှားသွားခြင်းကိုပဲခရစ်တော်ကိုပဲကျမတို့ချီးမြှင့်ခြင်းဘုံပေးခြင်းကိုပေးရတယ်။အော်ခရစ်တော်ကကျမတို့တွေကိုရယူနေတဲ့အရာအလုံးလုံးနေရတဲ့အရာကိုတွေးတဲ့အခါမှာပေါ့နော်။ဖခင်ကိုချီးမွမ်းပြီးတော့မှဖခင်ဘုံတာ၍ထင်ရှားဖို့ရန်အတွက်ကျမတို့အားလုံးက focus တစ်ခုအနေနဲ့ကိုဒါကလေ အချိန်တိုင်းနိုင်တိုင်းမပြောဘူး။ စာတန်ကလေဆွဲဆွဲသွားတာเนาะကျမတို့ကပပသွားတယ်ဟာထန်စားလိုက်တာဟုတ်တယ်ငါအများကြီးပိတ်ဆက်နေတာပဲဆိုတာတကယ်တော့မဟုတ်ကျမတို့ဒီအားလုံးကခရစ်တော်အတွက်အလုံးလုံးနေတဲ့သူတွေခရစ်တော်ရဲ့တတော်သမီးလည်းဖြစ်တယ်လေเนาะခုနတတော်သမီးကတော့ပြောပြီးပြီလေเนาะအခုချင်းချက်တဲ့အပိုင်းမှာဆိုရင်ပေါ့နော်သူတခင်ဒီတိုးပွားချင်းရှိရမယ်ငါကတော့အမြဲတမ်းဆုံးယုတ်ရမယ်လေသူများကိုဘာနေနေဟုတ်တယ်ငါဆုံးယုတ်ရမယ်ဖျားတခင်ကပဲငါတို့ဖျားဘုံတော်ထင်ရှားဖို့ရန်တက်ဆိုရင် จอมนะคริสต์ก็อากงขันบีบีเนาะปอลูก็ขันบีบีกูจมารุจมารุปะเนาะแต่เอ่อบัตติซันเสียยอหังก็เด้มิมีกูกตะดูตาอีเมสวยเนี่ยแหละครไหนเนี่ยเด้ตุโกตุเมสวยเนี่ยเนี่ยเมษွေส่วนแล้วจ่อแตะปุ๊บม่ห่มเนาะตูออมเย็นปุ๊ยันด้วเปาะชวนเนี่ยก้าวปุ๊ยันด้วยปะเนาะအဲยဒီရဲ့အရာပဲအတိကအ ထားတာပေါ့နော်ဓမ္မဆရာအားလုံးဒီတဲ့တဒုတာဤမိတ်ဆွေဖြစ်တယ်တဲ့ခုနပြောတဲ့ဝိညာဉ်ရေးအမှာပြုစုပေးတဲ့သူဓမ္မဆရာဆိုတာအခုဒီနောက်ပိုင်းမှာတော့ခုနကကျမပြောပြီးနေနော်မိတ်ဆွေဖြစ်တယ်တဲ့တဒုတာဤမိတ်ဆွေဓမ္မဆရာအပေါ်ယုံကြည်သူတဒုသမီးကမျက်စိကြကအော်ဖေဟာမမြင်တော့တခုခုဆိုကိုယ်ပဲဖုန်းခေါ်တော့မယ်တခုခုဆိုရင်ဆရာတွေကိုပဲဖုန်းခေါ်တော့မယ်ဆိုရင်အခု ကျွန်မတို့ကဒီမှာရှိတဲ့လူအားလုံးကဝိညာဉ်ရေးရမှာရင်ကျက်တော်သူဖြစ်တဲ့တကယ်ဟုတ်တယ်ကျွန်မတိတယ်ကျွန်မတို့ကိုဖုန်းခေါ်ပြီဆိုကျွန်မတို့က အရာကိုပဲအရင်ခေါ်တတ်ဖို့ရန်အတွက်နဲ့ကိုကဘလို့ကြောဖြတ်ခဲ့တာဗောနော်အဲ့မှာအမမျက်စိကြတယ်ဆိုတာဖရာကို तू အရင်မခေါ်ဘဲနဲ့ကို့ကိုအရင်ခေါ်လာပြီဆိုကို့မျက်စိကြတာဗောနော်အဲ့ဒါကိုကိုကလည်းဟုတ်ပြီငါငါ့ကိုအားကိုးတဲ့အနေနဲ့ကို့အဲ့လိုမသွားဖို့ရန်အတွက်ဗောနော်ဒီနေရာမှာမာတတ်တဲ့အကျင့်လေးတွေကိုဗောနော်ကျမတို့ရဲ့တက်တာတွေထဲမှာဝဉ္ကြီးရေးရမှာကျမတို့ကြဆင်းစေတဲ့အရာဖရာရဲ့လမ်းကြောင်းနဲ့လွဲစေတဲ့အရာတွေကို သူကပြထားတာဖြစ်တယ်ဒုဒတာဤအဖို့မိတ်ဆွေအထင် ြီးဆွဲလန်းခြင်းဒီမားတယ်တဲ့နော်ယေရှုခရစ်ကိုအချစ်ဆုံးဖြစ်အောင်ဖျားသခင်ဤလူများကို ပြင်ဆင်ပုံတွင်းခြင်းဒီဓမ္မဆရာဤတာဝန်ဖြစ်တယ်ကျမတို့ ਨੇ ဘဒူပဲတွေ့တွေ့လေကျမတို့ချစ်သွားတာအားကိုးသွားတာမဟုတ်ဘူး ဘုရားကိုပဲခရစ်တော်ကိုပဲချစ်ပြီးအားကိုးသွားတော့တော့ကိုယ်တော့မခေါ်တော့ तू ကလေသူများကိုပြုစုနေပြီးအစင်စင်နေပါဘလို့လဲပြင်ဆင်ကိုကိုကိုလည်းပြင်ဆင်နေတကယ်တော့သူတပားတွေကိုလည်းပြင်ဆင်ခြင်းပေါ့နော်ယေရှုခရစ်တော်ကိုအချစ်ဆုံးဖြစ်အောင်ပဲပေါ့နော်အဓိကဓမ္မဆရာတွေဆိုတာအဲကျမတို့အားလုံးဓမ္မဆရာပဲနေနော်အရာတရားကိုပဲပြုစုနေတယ်ဖြစ်စေအဲဓမ္မဆရာများကမိမိကိုလူများအထင်ကြီးချီးမွမ်း ချစ်ခင်လာအောင်လှုပ်ချင်းဒီလဲမားတယ်တဲ့ကိုကတခုလှုပ်လိုက်ပြီးပြီဆိုရင်ဖခင်ကအဖြေပေးလိုက်တာကိုအိုးငါတောင်းလိုက်လို့အောင်မြင်သွားပြီဆိုတဲ့အရာပေါ့ဟာဖခင်တခင်ကိုပဲကျမတို့ခရစ်တော်ကိုပဲအဓိကကျမတို့လမ်းညွှန်ပေးရမယ်။အော်ဟုတ်လား။ကျေးဇူးတော်ချီးမွမ်းရအောင်။ဒီလောက်ထိကောင်းနေဖေ။ဒါကျမတို့အချိန်တိုင်းနိုင်တိုင်းတော့တိတိလေးပဲအလုံးလုံးငါဆိုတာအရင်ဖြစ်တတ်တယ်တခါတခါကြရင်လေ။တကယ်တော့ဖေကမဟုတ်ဘူးဆိုရင်ကျမတို့ကတုံ့ညပဲလေနော်။အခုလိုထိုင်ခွင့ ်ပေးတာဘုရားကျမ်းမာခွင့်ပေးလို့အကုန်လုံးပဲလीနော်ဘုရားပဲဖြစ်တယ်ဆိုတဲ့အရာအတင်းတော်ကြီးအဓိကအမားမှာအတင်းတော်ထက်ခရစ်တော်ကြီးဓမ္မဆရာကိုအထင်ကြီးသွားတယ်အမဟာအမွန်းတင်တယ်နော်အားကိုသွားတယ်ပေါ့နော်အဲ့ဒီရဲ့အရာတွေကပေါ့နော်ကျမတို့အရာစီတိုင်းကိုတတိပေးလျက်ရှိတယ်ကျမတို့ရဲ့တဒုသမီးအရေးအချင်းကနေပြုတ်ပို့ တွေ့ဖြစ်တယ်ပေါ့နော်ဒါတွေကဓမ္မဆရာအများကြီးလောက်ရက်ကိုယေရှုခရစ်မိတို့တွေ့မြင်ခံစားနေနေနီငါတို့တို့သမီးကိုမိษွေများကပလီပလာမြူဆွဲနေတယ်တဲ့နော်ကျမတို့ကခရစ်တော်ဟိုဗာလဲအဘုံမပေးဘူးလက်မတွဲပေးဘူးဆိုရင်လေခရစ်တော်ရဲ့အမြင်မှာကျတော့တခါတခါစူတောင်းအင်းစူတောင်းပြီးပြီနော်လို့ပြောအေးဟုတ်တယ်ငါလေးဒီလားစာလဲရှောင်ခဲ့ပေးတယ်ငါတို့စူတောင်းခြင်းနဲ့မှာလေကိုယ့်ရဲ့လှုပ်ဆောင်ခြင်းကိုကြွားမိတဲ့ခါဘုရားသခင်က တို့တမီနဲ့ဟုတ်ပြန်နေတယ်တဲ့နော်။အိုးဝမ်းနဲ့ဆရာကြောက်ဆရာနော်။ရှက်ဆရာလည်းဖြစ်တယ်။ကျမတို့အားလုံးကျူးလွန်နေပါတယ်။ဘုရားသခင်ခွင့်လွှတ်တော်မူပါနော်။ဓမ္မဆရာတို့ဒီဘုရားသခင်ဤနိုင်ငံတော်အတွက်မိမ့်မရှာဖြစ်တယ်။အဲ့ဒါစစ်နော်အခုဟိုဟိုဘယ်လိုပြောမလဲ။ရိုင်းရိုင်းပြောမယ်ဆိုနာဘူးတဲ့။ဟာမဟုတ်ဘူးနော်။ तू ကမိမ့်မရှာကတကယ်ကိုဘာစိတ်မှမရှိဘူး။ तू ကခွန်အားလည်းရှိတယ်တကယ်ကို ပြင်ဆင်ပေးတဲ့လူပေါ့နော်တို့မဟုတ်ဖားကြီးအိမ်ရာကတဲ့တို့တက်ရွေညှင်ညူစေတော့သူလည်းခုနပြောလို့မိမရှာဆိုတာဗာစိတ်သက်မှမရှိဘူးကျမတို့အမှုတော်မြတ်ထဲမှာအဲ့လိုပါဝင်တဲ့လူဝိညာဉ်ရမှာတယောက်နှစ်ယောက်ကိုပဲဖြစ်ဖြစ်ဘသူမှမဟုတ်တော့ကိုယ့်ရဲ့ညီမလေးတွေကိုပဲဥဆောင်နေတဲ့သူလေကိုကိုမြင်ပြီဆိုမြ мян မြ мян လမ်းကြောင်းလွဲပေးလိုက်တော့နော်နှုတ်မို့ရင်တော့ကျမတို့ကိုပေါ့နော်ညှင်းညူစေတဲ့သူတဲ့နော် ရူဘင်ကသူ့ရဲ့ဖခင်အိယာမှာသူ့ရဲ့မိတွေနဲ့ပြစ်မှားတယ်လို့မြင်နေတဲ့နော်ဒါကျွန်တော်တို့တတိထားဖို့ရန်အတွက်ဖြစ်တယ်။ဘုရားခင်တန်ရှင်သူဖြစ်မယ်ဆိုရင်ခရစ်တော်ကိုယ်တာအကြိုက်ဆုံးအနှစ်တက်ဆုံးအချစ်ဆုံးအရင်းနှီးကျွမ်းဝင်ဆုံးပဲကျွန်တော်တို့ပုံလိုက်ဖြစ်တယ်လို့ကျွန်တော်တို့ပြုစုတဲ့သူတွေကလည်းကိုယ်စိတ်ဝင်စားပဲခရစ်တော်ကိုပဲစိတ်ဝင်စားအောင် ကျွန်တော်တို့ဒီအာယုံတစ်ခုစိတ်တစ်ခုကိုပဲကျွန်တော်တို့ထားရမယ်တဲ့နော်။အဲ့ဒီရဲ့အလံကြောင်းကိုပေါလုကလည်း ရှောက်ခဲ့တာဖြစ်တယ်ဗောနော်ပေါ်လူဒီတို့သမီးဤအဖအဖြစ်အဖေဆိုတာတာသမီးကိုဘယ်တော့မှမပြစ်မအောင်လေနော်အေးဖခင်ဝိညာဉ်ရဖခင်ဆိုတာကျမတို့ဝိညာဉ်ရမှာဘဒုကိုပဲပြုစုနေဒီဖြစ်စေဖခင်ဆိုတာမိမိရဲ့တာသမီးကိုအကောင်းဆုံးအလားဆုံးအတော်ဆုံးအိုးကိုထက်အစားပေါင်းများစွာတော်ပါစေချိန်နဲ့နေတယ်မနာလို့ရှင်းနေမရှိဘူးလေနော်ကျမတို့တွေကတစ်ခါတစ်ခါကြာရင်ကိုတွန်တင်ပေးတဲ့လူကိုနည်းနည်းပြောလာတဲ့အခါကိုထက်တာလာတဲ့အခါမှာကိုကလေ မနာလိုချင်းတွေတပွားပါအိုးကြောက်စရာအင်းတော့ဒါဒီကယန်တူစာတန်ကကျမတို့ရဲ့အတ္တတာခဲမှာပေါ့နော်ဖျားသခင်နဲ့ဆက်ဆံရေးတတို့တမီးရဲ့အရေးချင်းကိုအရေးတွန့်စေတာအဲ့ဒါအညစ်အကြေးရှိစေတာသိခါကြတော့သူဖြစ်စေတာပေါ့နော်ပြီးတော့နာမည်ပြက်စေတာပေါ့တတို့တမီးနာမည်ပြက်သွားတယ်ဆိုတော့အဲ့ဒါကိုပြောတာတယ်နော်တကယ်တမ်းတော့ကျမတို့က ကြီးကြီးမားမားမတွေးထားဘူးလေတင်ဒီဒရူတာခရစ်တော်တူတီကိုသာစိတ်ဝင်စားပါဒလားလို့မဟုတ်ဒရူတာကြီးအဖော်မုံအဖော်ဖြစ်တဲ့ဆရာကိုရဲ့ဝိညာဉ်ရေးရမှာဘသူပဲဖြစ်ဖြစ်အထင်ကြီးတဲ့သူတွေဖြစ်နေသလားတဲ့ကိုကိုကိုစမ်းစစ်ရအောင် ဆိုပြီးတော့မှာပေါ့နော်ဒီနေ့ဒီမှအနေနဲ့စီစဉ်ပါတယ်ကျေးဇူးတင်ပါတယ်